အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ဓမ္မတော်မောင်ယိုးပြောပြစီဆိုတော့ငါစကားဝိုင်းလေးရဲ့ကောင်းစဉ်ရွေးချယ်ထားတာကတော့နိုင်ငံတော်တည်ငြိမ်အေဂျင်စီနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုတော့ကောင်းစဉ်လေးပါလေအကောင်းဆုံးကတော့အကြီးကြီးလို့တော့ ်ချင်းရတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်မောင်ရိုးဦးကျော်ကျော်စိုးအမြင်နဲ့ပြောတာမလို့ဟိုကောင်းစင်ကြည့်တဲ့လောက်လဲအเจ้าအရာတွေဟိုပေါ့နော်အမြင်နေတွင်ပြချက်တွေကြီးကြီးမှဟိုကြီးမှပေါ့နော်ကျွန်တော်အမြင်လေးနဲ့ပညာရှင်မဟုတ်ပေမဲ့ကျွန်တော်ကိုယ်စားလက်လောင်းတယောက်အနေနဲ့အမြင်လေးကိုပြီးတော့ကြည်သူတွေကိုတွင်ပြခြင်းနဲ့ဆန္ဒသက်သက်ရပါ ပညာရှင်ကြီးများအားလုံးကိုယ်ရက်သိတဲ့တတ်တဲ့သူအားလုံးလည်းကျွန်တော်အနေနဲ့မှတ်ပိုင်တည်ငြိမ်ခံခုနှစ်ပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့နိုင်ငံတစ်ခုမှာတည်ငြိမ်အေးချမ်းရေးနဲ့စီးပွားရေးပွင့်ပြိုးတိုးတက်တာကကျွန်တော်တို့ခွဲခြားလို့မရပါဘူးညီသည့်အချုပ်အခြာအာဏာပိုင်နိုင်ငံမဆိုးတိုင်းပြည်ပွင့်ပြိုးတိုးတက် ဖို့အတွက်စီးပွားရေးကောင်းမှုလိုပါတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီးပွားရေးပြစ်ထွန်းမဲ့ပတ်ဝန်းကျင်ကောင်းနေဖန်တီးဖို့လည်းလိုပါတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အချိန်ကြီးကောင်းနေဖန်တီးတယ်ဆိုတဲ့နေရာမှာ လန်ဒရာတွေရှိမယ်စီဝဲအခြေခံစာဦးတွေရှိမယ်ဝန်ဆောင်မှုတွေရှိမယ်စသဖြင့်စသည်ပြောနော်ဒီနေ့ပြောပြောနေတဲ့ ASI မဲ့ဖြစ်ဖြစ် SIA ဖြစ်ဖြစ် AS ပဲဖြစ်ဖြစ်ဘယ်စီဝဲရေးကဏ္ဍအောင်မစိုးသွားတော့မယ်ဆိုရင်ကျွန်တော်တို့ပြည်ငင်အေဂျင့်နဲ့စီဝဲရေးပတ်ဝန်းကျင်တခုပန်ဒီပူလိုရတယ်အဲ့တော့ ကျွန်တော်တို့စီးပွားရေးခြေနေကောင်းဖန်တီးဖို့ဆိုတာကတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့ကဥပဒေစိုးမိုးရှိဖို့ကအဓိကဖြစ်ပါလေနိုင်ငံတော်တည်ငြိမ်အေးချမ်းပြီးတော့ဥပဒေစိုးမိုးမှသာလျင်စီးပွားရေးပြည်ပြတော်တယ်မှာပါဥပမာဖြင့်နိုင်ငံစီးပွားရေးတိစောက်မှုမှာဒီကနေ့နိုင်ငံတကာစီးပွားရေးသဘောတရားအရာ ကိုယ့်နိုင်ငံတစ်ခုတည်းစီးပွားရေးလို့မဖြစ်ပါဘူးကုံသွဲမှုတွေရှိတယ်ဝန်ဆောင်မှုတွေရှိတယ်စတာတွေအားလုံးဟာနိုင်ငံတကာကုလူဆက်ဆံပြီးတော့ကုညီပြန်လန်းကုလူဆက်ဆံပြီးတော့ထူပေါင်းလာဖြစ်ပါတယ်ဒီပြန်လန်းကုလူကုညီကုပေါင်းဆက်ဆံနေဆိုတဲ့နေရာမှာဤပညာတွေပြပြောင်းပေးတဲ့အတဲ့ကိစ္စတွေနိုင်ငံခြားရေးမှုမြို့နာမှုတွေပေးတာတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကျွန်တော်တို့မပေးတာတွေကျွန်တော်တို့နိုင်ငံခြားချိတ်မွေပေးတာတွေမပေးတာတွေနိုင်ငံခြားကူညီထောက်ပံ့မှုတွေပေးတာတွေမပေးတာတွေဒါတွေအားလုံးကမူလကတော့စီးပွားရေးရဲ့ ပါဝင်ပတ်သက်တဲ့အချက်လက်တွေဖြစ်ပြီမဲ့နောက်ပိုင်းမှာအကျိုးစီးပွားရေးနဲ့ရှင်လာတဲ့အချိန်မှာဒါကလက်နက်တွေဖြစ်လာပါတယ်ကိစ္စကနဲ့ဆိုရင်နိုင်ငံအဲစီးပွားရေးနိုင်ငံရေးပေါ့နော်ဒီလိုများခေါ်ရမလားပဲပေါ့နော်ကျွန်တော်တို့ပိတ်ဆို့တယ်လို့စီးပွားရေးပိတ်ဆို့တယ်လို့အခုပဲကြည့်ကျွန်တော်တို့နော် ပေါ်တော့အခွန်စပွဲတွေဖြစ်တယ်။ကုံသွေးစပွဲတွေဖြစ်တယ်။ဒီလိုပေါ့နော်။တော့အပြန်လန်းကုံသွေးမှုပိတ်ဆို့တာရှိတယ်။ဝန်ဆောင်မှုဘဏ်လုံးကပိတ်ဆို့တာရှိတယ်။ဒါတွေအလုံးကဒါကျွန်တော်တို့စီးပွားရေးနဲ့ပဲစီးပွားရေးလုံးဝနေဆိုပေမဲ့နိုင်ငံကြီးနဲ့ဆက်ဆက်နေပြီဆိုတာအလုံးအတိပဲဖြစ်ပါတယ်။ဒီနိုင်ငံတကာ ဖြစ်နေတဲ့ဖြစ်စဉ်တွေကြည့်တယ်ဆိုရင်သူနဲ့မတက်လို့သူ့ရဲ့간စင်းနေတိတ်နေငါနဲ့မတက်လို့ငါရဲ့ထုတ်ကုန်နေမရောက်ဘူးစသည်စသည်ဖြစ်စီးပွားရေးဟာစီးပွားရေးတက်တက်မနေဘဲနဲ့နိုင်ငံရေးနဲ့ဆက်ဆက်နေတာအလုံးလေးတပီဖြစ်ပါလေဒီတော့ကနိုင်ငံတစ်ခုရဲ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်အေးချမ်းရေးလိုပါလေနိုင်ငံတစ်ခုဟာ တည်ငြိမ်တဲ့အစိုးရတည်ငြိမ်တဲ့ဂျီရွန်းလုံကျွေးတည်ငြိမ်တဲ့ဥပဒေကောက်ပြုတွေဒါတွေရှိမှသာလျှင်နိုင်ငံတကာကအခုညီပေးတာတွေစသည်ဖြင့်ထောက်ပံ့ပေးတာတွေရောက်လာနိုင်ပါတယ်မတည်ငြိမ်နေတော့လကောက်ဒုတိမှုရင်ကိုနဲ့အစင်မပြည့်တဲ့ နိုင်ငံကြီးတွေအဖွဲ့အစည်းကြီးတွေရှိတဲ့တော်လကောကိုယ်နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်မှုတွေအကြောင်းပြပြီးတော့ဖက်လိုက်ချင်းတစ်ဖက်နဲ့တစ်ဖက်ထောက်ပံ့ချင်းအပြိုင်ဆိုင်ကူညီချင်းစတဲ့နိုင်ငံရေးနောက်ခံပြမှုတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့စီးပွားရေးအားလည်း ျွန်တော်တို့ပြုလို့ရတဲ့အချိန်မှာအကဲအကဲဒီနောက်ရက်ဒီဒါအများကြီးဖြစ်ပါလားဒါဒီကနေ့ဖြစ်နေတဲ့အဖြစ်ပြက်တွေပါဒီတော့အခြေခံလိုအပ်ချက်ဖြစ်တဲ့နိုင်ငံတစ်ခုရဲ့နိုင်ငံရေးတော်တည်ငြိမ်အေဂျင်မှုရှိမှလုံခြုံရေးရနော်တောင်းကျန်သူအကြမ်းဖက်ဆန့်ကျင်သူတွေမရှိမှစူးစူးပူပူတွေမရှိမှ တရားဥပဒေစိုးမိုးမှုတွေညမှကျွန်တော်တို့စီဝါရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာပြီးတော့စီဝါရေးဆက်လက်လုပ်နိုင်မှာဖြစ်ပါလေဒါတော့မှတော့ကျွန်တော်တင်ပြခဲ့သလိုစီဝါရေးကိုနိုင်ငံရေးလက်နက်တစ်ဖွဲ့စီဝါရေးကိုအနိုင်ကျင့်နိုင်တဲ့လက်နက်တစ်ခုတစ်ဖွဲ့အသုံးပြုပြီးတော့ပြုလို့ဆက်ဆံနေတဲ့နိုင်ငံဒီနဲ့ ရှိခဲ့ရင်ဒါလုံးလို့စီဝေဖွံ့ဖြိုးတိုးတက်ဖို့ကအခက်အခဲဖြစ်နိုင်ပါသေးတယ်အလိုရထုတ်လိုက်ရင်တော့ညာကျွန်တော်တို့ဒီဘုရားဖြင့်နိုင်ငံတစ်ခုနိုင်ငံရေးစနစ်တည်ငြိမ်မှနိုင်ငံတည်ငြိမ်မှအေဂျင့်သားရမှစီဝေဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်နိုင်မှာဖြစ်တဲ့တည်းကျွန်တော်အနေနဲ့နိုင်ငံတခုတကြီးအေဂျင့်အောင်ရင်တိစောက်ပြီးမှခင်ဗျဖွံ့ဖြိုးတိုးတက်ဖို့ သွားလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပါတီရဲ့သဘောဖြစ်တဲ့ပုံမှုခိုင်မာပြည်မြမှာသံဃာတိုင်းပဲနိုင်ငံတော်ကြီးတည်ငြိမ်အေးကြအောင်ဆောင်ရွက်မှုမှာတဆင်းခင်မီဖွံ့ဖြိုးတိုးတက်တဲ့ပါတီစုံဒီမိုကရေစီနိုင်ငံကြီးကိုထူထောင်နိုင်ဖို့အတွက်ပါတီကိုကျွန်တော်တို့ပြည်တော်စုတက်ခိုင်တဲ့ဖွံ့ဖြိုးပါတီကိုမဲပေးပြီးတော့ရွေးချယ်ကြပါလို့ကျွန်တော်အနေနဲ့တင်ပြနေကုန်ချုပ်ပါတယ်ကျေးဇူးတင်ပါတယ် demolition boys.